အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုက်ပြီးပွဲပြီးသုံးသက်ချက်ကနေပြီးပြန်လည်ပြီးကြိုးလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေခင်ဗျာကနေပြီးတော့စွန့်မုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါဒီနေ့မှာတော့ကျွန်တော်မြန်မာဆန်တော်ချင်းခေါ်တနာရီကွယ်မှာဘောလုံးပွဲ၃ပွဲကျင်းပခဲ့ပြီးတော့၃ပွဲလုံးကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်၃ပွဲလုံးကတော့ကျွန်တော်တပွဲကလုံးဝ comeback ကိုနောက်ဆုံးမိနစ်မှာပြန်လာနိုင်ခဲ့ပြီးတော့တပွဲမှာတော့ကျွန်တော်နောက်ကျသင်ကုန်းနဲ့ဒုတာ Manchester United ကိုအသင်းကနိုင်သွားခဲ့တယ်တစ်ဖက်မှာတော့ကျွန်တော် Arsenal အသင်းက Ipswich တင်းကို၄ဂိုးပြန်နဲ့သွင်းခဲ့ပြီးနောက်ဆုံးအချိန်ထိ Liverpool ကိုသူတို့က pressure ပေးသွားမယ်ဆိုတဲ့ပုံစံမျိုးကိုဒါတွေ့ခဲ့ရတယ်အဲ့တော့ဒါကျွန်တော်ပွဲတိုင်းပွဲတိုင်းကသူ့ရဲ့ယတအပြည့်စုံပြီးသွားခဲ့ တယ်။လက်ရှိမှာတော့ကျွန်တော်စံချိန်တစ်တင်ဒါကျွန်တော်တို့ Manchester United တင်းနေတာနီးပြတစ်တယောက်တိုင်းရောက်တိုင်းဒါစံချိန်ဆိုးတွေကိုအမြဲတမ်းတင်ဆက်နေသေးဖြစ်တယ်။လက်ရှိမှာလည်း Ruben Amorim နဲ့ကျွန်တော်အင်ဂွင်းကအဝေးကွင်းကို1990နောက်ပိုင်းမှာပထမအဦးဆုံးဒါရှုံးတဲ့ Manchester United တင်းနေနဲ့မှတ်တမ်းဝင်နိုင်ခဲ့ပြီဖြစ်တယ်။အဲ့တော့ Manchester United ဒီနေ့ပွဲစဉ်မှာဒါ Sarabia ရဲ့တည်သက်လှပလွန်းနေတဲ့ twin goal တစ်ခုကလွင်းဘာမှဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ United ဘက်ကရော Wolverhampton ဘက်ကသိပ်ပြီးတော့ဘာမှမရှိဘူး။အဲ့တော့ Wolverhampton ဒီနေ့ပွဲစဉ်မှာပူရောင်ဆိုးပါတယ်။ United ဘက်ကတချို့သော movement မှာ ထိုးပေါက်ချက်တွေပါညာတော့မြင်ခဲ့ရသေးတယ်။ဟူဖအသင်းဘက်ကဒီနေ့ပွဲစမှာဒါမက်သျူးစ်ခွန်ထားရတာခြေစွမ်းပြမှုလုံးဝမရှိခဲ့တဲ့အနေထားမှာဒါသတင်းလုံးရဲ့တိုက်စစ်မှုကပျောက်ဆုံးနေခဲ့တယ်။ဒါငါးပွဲစနောက်ဆုံးဂူးသွင်းထားခဲ့တဲ့စတရန်လာဆန်တယောက်ရဲ့လက်ရှိမှာခြေစွမ်းပြတ်ခင်နေပြီးတော့တိုက်စစ်ပိုင်းတော်တော်လေးအားနေခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာဒါ United ဘက်ကပြန်ကြည့်မယ်ဆိုကောင်းတဲ့အချက်လေးပြောအဲကောင်းတဲ့အချက်မပြောခင်အတင်းတူလာအောင်ပဲ။အခုလက်ရှိကျွန်တော် father ရဲ့ကျွန်တော်ရဲ့ဒူလာလာနေတာပေါ့နော်။ဒါနေရတဲ့ကြောင့်ကျွန်တော်ဒါဒီနေ့ကျွန်တော် United ပွဲကြည့်တယ်။ဟီးဟာသူနဲ့ကျွန်တော် United ပွဲသူကြည့်ရပွဲတိုင်းတပွဲမှမနိုင်သေးဘူး။ဒါကျွန်တော်ရှေ့ ေ့ဘက်ကလည်း Newcastle ကို4-1နဲ့ရှုံးတယ်ဒီတစ်ပတ် Manchester Wolves ကိုဒါကျွန်တော်အိမ်ဝင်မှာ1-0နဲ့ရှုံးတယ်ပေါ့နော်ခင်ဗျားနောက်နောက်ကျွန်တော်လေးဒီဒီကျွန်တော်လေးအမှန်တိုင်းပြောရကျွန်တော်လေးဖုန်းနဲ့လေး recording ယူထားခြင်းတာခင်ဗျားတို့ဆဲတာဆဲတာဆဲတာဆိုတော့မိုးမိုးနေပါသေးလားခင်ဗျားတကယ်တကယ်ခင်ဗျားဆဲတဲ့စကားလုံးဆိုရစရာကိုမရှိဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ Manchester United အသေးအနေနဲ့ဒါကျွန်တော်တို့ လူငယ်တွေပွဲထုတ်ခဲ့တယ်ပေါ့နော်ဒီနေ့ပွဲစမှာ United ရဲ့တချို့ကစားသမားတွေရှက်ကိုရှက်တင်တဲ့အနေအထားတစ်ခုရှိပါတယ်ဒီနေ့ပွဲစမှာပွဲထွက်ပါဝင်လာခဲ့တဲ့လူငယ်တွေကဒီနေ့ပွဲစမှာလူကြီးတွေထက်အများကြီးပိုကောင်းနေကြတာတစ်ခုပါပဲဥပမာကျွန်တော်တို့လက်ရှိမှာဒီနေ့ပွဲစမှာလူငယ်လေးဖြစ်တဲ့ Fredrickson နဲ့ဒါကျွန်တော် Harry Armes တွေ့ရတာကျွန်တော်တို့90 minute ပွဲစဉ်တစ်ပွဲကိုကျွန်တော်မြင်ခဲ့ရတယ် Harry Armes က Fredrickson ကဒီနေ့ပွဲစမှာတော်တော်လေးကိုအဆင့်တန်းရှိခဲ့တဲ့ကစားသမားတွေဖြစ်ခဲ့တယ်ဒါဒီနေ့ပွဲစမှာဒါတစ်ဖက်အသင်းရဲ့တိုက်စစ်လုံးဝပျောက်ဆုံးနေခဲ့တယ်ဒါခံစစ်ပိုင်း United အသင်းရဲ့ခံစစ်ပိုင်းတော်တော်လေးကိုဒါ solid ဖြစ်ခု ွန်မှုတွေပါတယ်မာဇရာဝီဖရက်ဒရစ်ဆန်ဟယ်ရီအာမက်စ်ပက်ထရစ်ဒိုဂူတော်တော်လေးကိုတာဝန်ကျေခဲ့တယ်ဒိုဂူဆိုတာမိနစ်60ကထွက်ခဲ့ပေမဲ့ဒါဒီနေရာမှာဒါကျွန်တော်တို့ဒီအေကိုဒါလို့မိနစ်60မှာပြန်ဝင်လာခဲ့တယ် ဲ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့မှန်ထားကျွန်တော်ဒီနေ့ပွဲစဉ်မတိုင်ခင်မှာထင်ထားခဲ့လို့ Bruno Fernandes ကိုနီးပြနေတဲ့အပြေအဝအနာပေးခဲ့တယ်။ Bruno Fernandes မပါတဲ့ကွင်းလယ်ကြီးကတော်တော်ကြီးကိုကိုရုပ်ပြက်ဆင်းပြက်ဘာမှ creativity ရှိမနေခဲ့ဘူး။ Crucial Origin တော့ဒီနေ့ပွဲစဉ်မှာဒါမောင်းနှင်ဖို့အတွက်စ조사ခဲ့မှာဘာဆိုဘာမှ United အသင်းစီကနေမတွေ့ခဲ့ဘူး။ဒါဒီနေ့ပွဲမှာကျွန်တော်အဖေလေး white line ကို TV ထဲထောင်ဝင်ပြီးထူးမလားမသိတာ။သူတယောက်တည်းဆွဲပြေးသွားတယ်တောင်းပန်မှာဒါကျွန်တော်ကိုကျွန်တော်မှားကောင်းမှကျွန်တော် resist camera resist coin လေးခေါ်ပါဗျာနော်။ကျွန်တော်ကတော့ရုပ်ပြက်ကြီးလေကျွန်တော် minus ကျွန်တော်တို့ပက်ထရစ်ရူဂူလာမသေးခွေဦးဒါကျွန်တော်ဝိုင်လန်းကတော့ကျွန်တော်တို့အဲ့ဘောလုံးကိုပေးရမှာကြောင်တောင်တောင်နေသွားလောက်ပြီးတော့နောက်တန်း၃ရောက်လောက်ပြေးဝင်လာတဲ့အချိန်မှာဘာမှလုံးလုံးမရခဲ့ပေနဲ့အဲ့လုံးကနှစ်မျိုးဖြစ်အဲ့တော့အဲ့လုံးကိုကျွန်တော်အမှန်တိုင်းပြောဂိုးပြီးတယ်ဘာလို့ဆိုမိုင်းနူပဲဖြစ်တာကိုကဒရဂူပဲဖြစ်ဒီညမှာပြေးလာတဲ့အချိန်ကတစ်ဖက်က white line အချိန်ထက်ပိုပြီးတော့ဒါ slow ဖြစ်တယ်ပြောချင်တာကဟိုဗာလေလူမကြုံသူအချိန်တွေဟိုဒါအချိန်တွေပုံမူပြီးသွားတယ် အမှန်တမ်းပြော United အသင်းနဲ့လာမယ့်နွေရာသီမှာ White Land ကိုရောင်းကိုရောင်းတဲ့တော့နေတာတစ်ခုရောက်ခဲ့ပြီ White Land ကဒါကြောင့်ဘောစားလေးရှိတယ်ဒါအလုံးဝကိုပြ competitive competent level တစ်ခုဘလို့မှရှိမနေခဲ့ဘူး United level မပြောနဲ့လက်ရှိမှာ Premier League ရဲ့ level ရှိမနေခဲ့ဘူးဒါတော်တော်လေးကိုစုပ်ပြတ်တက်နေတဲ့အနေအထားတစ်ခု White Land တွေ့ခဲ့ရတယ်ဒီတစ်ပွဲမဟုတ်ဘူးနှစ်ခုဆိုဘယ်နှပွဲမှမသိတဲ့နေရာတစ်ခုရောက်ခဲ့တယ်အဲ့တော့ဒီနေ့ပွဲစမှာဒါကြောင့် Libya အနေနဲ့ဒါ Kobe Mine ကိုဒါကျွန်တော်နေရာအသစ်တစ်ခုပုံစံမျိုးဒါကျွန်တော်နှစ်ရှိဒါသူ့နဲ့ဒဏ်ရာမရခင်မှာစမ်းသုံးခဲ့တဲ့ဒါ United အသင်းနဲ့ဒါ number 10 rule ပုံစံ ံမျိုးဒါကျွန်တော်တို့ကိုပွားကိုမိုင်းလူကဒါကျွန်တော်တို့ဘရူနိုဖာနန်ဒက်စ်မဆန်တဆန်ပုံစံမျိုးလေးတုံကြည့်ခဲ့မယ်မိုင်းလူအနေနဲ့ဒါ creativity ဘိုင်းမှာတော်တော်လေးအားနဲ့ကျွန်တော်အနေနဲ့ဒီနေ့ပုံစံမှာဆိုကျွန်တော်အမြင်ကပြောဆိုမိုင်းလူကိုနောက်ထားပြီး Ericsson ကိုရှေ့ထားမယ်ဆိုရင်တော့ပူကောင်းခဲ့မယ်လို့မြင်ဒါပေမဲ့ Ericsson နဲ့တပွဲလုံးတိုက်တာရတာ stamina လုံးဝမရှိနိုင်တဲ့တော့ကြောင့်လီးပြနေတဲ့မိုင်းလူနဲ့ဒါ Ericsson ခွာပြီးထားခဲ့သုံးမှာရှိဒါပေမဲ့ရီရတာကမိုင်းလူကဒါ minute 60မှာပြောင်းလဲခဲ့ပြီး Ericsson က minute 90ဒီကစားခဲ့တဲ့ကစားသမားတယောက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ တစ်ဖက်အသင်းရဲ့ဒါကျွန်တော် Hoover တန်းရဲ့ကွင်းလယ်ဘိုင်းကတကယ် difference maker ဖြစ်ခဲ့တယ်သူတို့ရဲ့ဒါကျွန်တော်တို့ကွင်းလယ်ရဲ့ defensive midfielder တွေဖြစ်ခဲ့တဲ့ဒါကျွန်တော် Andre နဲ့ Joao Gomez တို့နှစ်ယောက်ကတော်တော်လေးကို solid ဖြစ်ခဲ့လို့မြင်နေတယ်မဟုတ်ပါအဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော် United အသင်းနဲ့ပွဲထွက်လာတဲ့လူငယ်လေးဖြစ်တဲ့ Frederick Sen ကလူတော်များအားခတ်ခြင်းဖြစ်ခဲ့တယ်ဒီနေ့ပုံစံမှာ Harry Armes ရဲ့ slide tackle တွေကတော်တော်လေးကိုအသက်ဝင်ခဲ့တယ်ပြောချင်တာဒီနေ့ပုံစံမှာဒါ Harry Armes က Patrick Dorgu ရဲ့ wingback တွေကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ဒါပေမဲ့လူ short တောင်ဘာလို့ပါမလာလဲကျွန်တော်လည်းမသိဘူးဘွန်တော့လည်းရှိမှလူတော်များအမိများလူ short တာဒဏ်ရာရသွားပြန်ပြီလားဒါမှ ရှေ့ဘွဲမှာပဲဒါ Lion နဲ့ပွဲစဉ်မှာအမှားတအားလို့လို့ပဲနီးပြတ်ကစိတ်ပြတ်ပြီးဆက်ပြီးမတုံးတော့ဘူးတဲ့လုခဲ့အဲ့တော့ဒီနေ့ပွဲစဉ်မှာကြည့်မယ်ဆိုတာကျွန်တော်ရှက်ရှက်ပပကျွန်တော်ဒီနေ့ပွဲစဉ်မှာသတိရမိတဲ့ကစားသမားဘဒူလဲမိပါဆိုတော့ကာစီမဲရိုကြီးပဲဒါကျွန်တော်တို့ဒီလိုမျိုးဒါလိုအပ်နေတဲ့အချိန်မှာနောက်ဆုံးအချိန်ကြီးခေါင်းဖြစ်ပြီးကွန်ဘူရှောင်းမှန်မှန်ထိန်းသွားနိုင်ခဲ့တဲ့ကစားသမားဖြစ်ခဲ့တယ်လာလိုင်းပွဲစဉ်မှာအခုနောက်ပိုင်းဒါကျွန်တော်တို့လက်ရှိ Ruben Amorim နဲ့နောက်ပိုင်းပွဲစဉ်တွေမှာတကယ်ကြီးကြီးထားမယ်ကစားသမားဟာကာစီမဲရိုပဲကာစီမဲရိုနေတကယ်ဟိုဒါ solid ဖြစ်လွန်းတဲ့ကစားသမားတစ်ယောက်ဖြစ်လွန်းတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီလိုမျိုးပွဲစဉ်တွေမှာသူ့စီကဒါကျွန်တော် expect လို့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ ူနိုဖာနန်ဒက်စ်လာတယ်ဘူနိုဖာနန်ဒက်စ်ကမေဆန်မောင့်ကိုနှစ်ယောက်လုံးတိတိပတ်ပတ်အပိုင်ခွင့်ရခဲ့တယ်ဘူနိုဖာနန်ဒက်စ်မမဲရတာကျွန်တော်တို့ကနာချိုတောင်ဂျိုးဖြတ်ပြီးပေးချလိုက်တဲ့ဘောလုံးဆိုတက်တယ်ပဲလုံးဝတန်းတော့ဘူနိုဖာနန်ဒက်စ်ဘန်ကီးဖြတ်တယ်ကျွန်တော်ဖာသားကြီးဆိုဘူနိုဖာနန်ဒက်စ်ကိုဆဲရဆဲရဆဲရမှုန်နေတာပဲဒါပြီးတော့လက်ရှိမှာဒါကျွန်တော်တို့မေဆန်မောင့်ပေါ့နော်မေဆန်မောင့်ဒါကျွန်တော်တို့ပွတ်ထွက်လာခဲ့တယ်မေဆန်မောင့်ဒါကျွန်တော်ပွတ်ထွက်မှုမေဆန်မောင့်ဒါကျွန်တော်အရင်မှပါလာခဲ့တယ်မစ္စမောင်းနေတဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့တိတ်ပြီးမှမလုပ်ပြနိုင်ဘူး။အဲ့တော့လာမယ့်လူရသမယ United တင်တယ်ပါလို့မစ္စမောင်းကို ကြိုက်စေးရရင်ရောင်းသွားနိုင်လဲဆိုတဲ့မေးခွန်းတစ်ခုလည်းကျွန်တော်တွေ့ရမယ့်တဲမှာပါပါတယ်အဲ့တော့ဒီနေ့ပုံစံမှာ United တင်းနေတဲ့ချီလို OB Martin ကိုလဲတယ်ချီလို OD ကျွန်တော်ဒီလိုမျိုးပုံစံမှာဆိုတော့ကျွန်တော်အနေနဲ့ပြောတာ ဝိုင်လန်တက်ဆိုင်ချီတိုအိုဘီမာတင်က United အသင်းအတွက်ပို့ပြီးတော့ solution တစ်ခုတောင်ကျွန်တော်ကဖြစ်သွားနိုင်တဲ့ကစားသမားတယောက်ကျွန်တော်နေမြင်တယ်ချီတိုအိုဘီမာတင်ပါလာတဲ့ကျွန်တော်ဒါလက်ရှိမှာမိနစ်20 25မိနစ်ပတ်ချာလဲဝင်းကျင်မှာဝိုင်လန်တက်ကျွန်တော်ပို့ပြီးသဘောကျတယ်ဝိုင်လန်နေနဲ့သူ့ရဲ့အားသာချက်အားနည်းချက်ကိုတော်တော်ကြီးကိုမသိတဲ့ကစားသမားတယောက်ဖြစ်သွားခဲ့ပြောချင်တာငါဟာ United မှာကစားနေတယ်ငါအနေနဲ့ဘလူးကစားပို့ဆိုးတာဝိုင်လန်နေလက်ရှိမှာဒါမရှိသုံးသုံးနေရသူကောင်းကောင်းကြီးနားလေတော့ဘာလို့ဆိုတော့ဇစ်ဂီလက်တက်ရလက်ရှိမှာဒဏ်ရာကြောင့်မရှိတော့ကြောင့်သူ့ကိုဒါဒီပြကသုံးကိုသုံးရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ အဲ့တော့ချီရိုအိုဘီမာတင်ကလက်ရှိမှာဒီနေ့ပွဲစဉ်မှာထွက်လာတဲ့မိနစ်တွေမှာ တော်လေးစီပဲအဲ့တော့ဂျားထဲမှာပုံမှန်လင်းလင်းပြောရမှာဆိုမန်ချက်စတာယူနိုက်တက်တင်တိုက်ဆက်မှုမင်းမဆဆဆစ်စစ်မှုမရှိဘူးဆိုတော့ဒါကိုဘီမိုင်းနူကိုဆန်တာဖော်ဝတ်တင်လဲတင်ကြည့်လိုက်ဒါအရှုံးလဲမရှိတော့ဘူးဆိုယူနိုက်တက်တင်တဲ့ဒီထက်ပုံပြီးတိုင်ပတ်ဘူးလဲမရှိဘူးအခုလက်ရှိမှာယူနိုက်တက်တင်တဲ့ဝူဖ်အသင်းရဲ့ဒါအနိုင်ယူခြင်းကိုခံခဲ့ရပြီးနောက်ပိုင်းအခုလက်ရှိဒါယူနိုက်တက်တင်တဲ့ဝူဖ်အသင်းရဲ့ရမှတ်အဖြစ်တူသွားပြီပြီအဲ့တော့လက်ရှိမှာယူနိုက်တက်တင်တဲ့ကန်ကောင်းတာတစ်ခုကဒါကျွန်တော်တို့ဂိုးကွာခါချက်ရဲ့ဟိုဆိုဂိုးကွာချချက်အဲ့လောက်ကြီးမမြင့်သေးတဲ့အတွက်ကြောင့်မရမှတ်အဖြစ်တူပေမဲ့လဲအခြေအနေဒီအဖြစ်ဆိုတော့အခုလက်ရှိမှာဒါကျွန်တော်ယူနိုက်တက်တင်အဆက်ဆက်လေးမှာပဲရှိနေသေးတာဖြစ်တယ်ဒါပေမဲ့ယူနိုက်တက်အသင်းနဲ့လ က်ရှိမှာဒါကြောင့်နောက်ဆုံးပရီးမီးယားလိနောက်ဆုံး၅ပွဲမှာ၄ပွဲမှာဒါကြောင့်၃ပွဲရှုံးထားတဲ့တပွဲတည်ရကြပြီးဒါကျွန်တော်တပွဲသာနိုင်ထားတဲ့ရလဒ်တကူ United ပေါ်ဆောင်ထားခဲ့ပြီးအဲ့တော့လက်ရှိမှာဒါ Tottenham Hotspur အသင်းသာနိုင်ခဲ့မယ်ဆို United အသင်းကအဆင့်15လောက်ထိပြန်ပြီးဆင်းရဖို့ရှိတယ်ဒါပေမဲ့ Tottenham Hotspur အသင်းနိုင်ဖို့လည်းခက်ပါတယ် Tottenham Forest ဆိုအသင်းပြုတာနိုင်ဖို့တော့တော်တော်လေးကိုခက်ခဲမဲ့နေထားမှာရှိတယ်လက်ရှိမှာဒါ United အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာမရှိမဲ့ရှိမဲ့ဒါကျွန်တော်1 to 10ဝင်မဲ့မျောလင်းချက်ကတဖြည်းဖြည်းနဲ့ကုံဆုံးသွားခဲ့ပြီးလို့ဆိုလို့ရမဲ့သဘောတရားရောက်သွားခဲ့အဲ့တော့ United အသင်းဒီနေ့ပုံစံမှာဒါကောင်းတဲ့ချက်ကပါလေလူငယ်တွေနဲ့ဒီနေ့ပုံစံ ကပွဲထွက်လာတဲ့ line up ကတော်တော်လေးကိုအဆင်ပြေတယ် Harry Armes နဲ့ Frederickson တို့အုပ်စုနဲ့တော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့အခြေအနေတစ်ခုဒါ United အသင်းမှာမြင်ရတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဘာဖြစ်လဲ Bruno Fernandes မရှိ United အသင်းကဂိုးမသွင်းတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားတယ် Bruno Fernandes မရှိရင်ခါးလေပြက်နေတဲ့ United အသင်းရဲ့ပြဿနာကိုဒီနေ့ပုံစံမှာအကြီးမားဆုံးမြင်ရတယ် လာမယ့်ပွဲစဉ်မှာခုနပြောသပဲပရီးမီးယားလီဂ်မှာကြိုက်တယ်လို့သာရှုံးတော့ဘာကြောင့်လဲလက်ရှိမှာတေချာတစ်ခုကလက်ဆက်စီးလက်တန်းဆင်မှုတေချာသွားပြီးအစ်ဆွစ်လည်းရှုံးသွားပြီဖြစ်တဲ့ကြောင့် United တင်းနဲ့တန်းမဆင်မှုအတွက်100%နီးနီးဖြစ်သွားဖို့အတွက်တေချာသွားပြီအဲ့တော့ပြောချင်တာကမထူးတော့ဘူး United တင်းနဲ့ခုနပြောသပဲဒီဂျားတွေမှာ Bruno Fernandes ဆိုလုံးဝမသုံးနဲ့ဒါခုနပြောသပဲသုံးမယ်ဆိုလုံးမင်းနဲ့45မိနစ်မိနစ်40လောက်ပဲသုံးဘောဆိုကစားသမားဒဏ်ရာရတော့မှာအဲ့တော့ United အသင်းတွေကဒီနောက်ပိုင်းမှာ Bruno Fernandes ကိုမူတီပြီးတော့အသင်းကိုတိဆောက်သွားရမယ်ဆိုတာဒီနေ့ပွဲစဉ်မှာပြသသွားခဲ့ဖြစ်တယ်အဲ့တော့ ဒါတော့ပါပဲအဲ Manchester United အသင်းကဒီနေ့ပေါ်မှာရှုံးပွဲတစ်ပွဲနဲ့ Premier League မှာဆက်လက်ပြီးကြုံတွေ့ကြရဖြစ်ပါတယ်ပရိသတ်တွေကထုံးမနိုင်တာရှေ့ကနိုင်ထားပွဲစဉ်ကြောင့်မို့တော့နည်းနည်းတိခံပေးလိုက်တယ်လို့ပြောရင်လည်းကျွန်တော်သွားကုန်ပြီပေါ့ကျွန်တော်ဘေးရာတော့မပါဘူးပေါ့နော်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေး clip ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကုန်ပြီလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါရညများလေးလည်း clip ဖို့မမေ့ကြပါနဲ့များများ clip မှာမြန်မြန်လာပါ ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တော့ကုမီပါဗျာအားလုံးမကြိုတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲဒေးပါဗျာ